ိန္ဒိယမင်းသမီးဒီဘီကားနဲ့တူတဲ့အပြင် runway model တူဖြစ်ပါရက်တီလာနိုင်တဲ့အင်းမြတ်သူပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ရွှေမန်လေး channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။အနုပညာလောကမှာတခေတခါကအောင်မြင်မှုတွေရရှိပြီးရဲ့နောက်ပရိသတ်ရှိကနေအတန်ငယ်ပြောက်ကွယ်သွားရာကနေအရင်ကတည်းကပို့ပြီးတော့အချိန်ဟုန်ပြင်းပြင်းနဲ့အောင်မြင်မှုတွေပြန်လည်ရရှိဖို့ဆိုတော့လွယ်ကူတဲ့ကိစ္စတခုတော့မဟုတ်ပါဘူး။ဒါပေမဲ့တရုတ်ဆောင်မင်းသမီးတူဖြစ်တဲ့အင်းမြတ်သူကတော့ဒီအဆိုးကိုချိုးဖြတ်ပြီးတော့ ဒီနေ့ဟာသူမရဲ့နှစ်ဖြစ်ကြောင်းကိုအခိုင်အမာတက်တည်ပြနေပါရယ်ရုပ်ရှင်တရုံးဆောင်တအူးဖြစ်တာမကအခုဆိုရင်နိုင်ငံတကာအဆင့်မီ runway model တအူးဖြစ်ပါသူမရဲ့အနုပညာချိန်လန်းတွေကိုပုံမိုကျယ်ပြန့်လာစေခဲ့ပါပြီ။ အင်းမြတ်သူရဲ့အနုပညာကံကြမ္မာကိုတကြောပြန်အလဲပြောင်းဖြစ်စေခဲ့တာကတော့ရေဇက်တို့တည်လဲတခါတရံမစုံစည်းတာရုပ်ရှင်ဇက်ကကြီးပဲဖြစ်ပါတယ်။ဒီဇက်ကမှသူမတယောက်ဆောင်ခဲ့တဲ့ပွင့်ဦးလောင်ဆိုတဲ့ဇက်ကောင်ကရုပ်ရှင်တဲ့ဇက်ကောင်တကူမဟုတ်ခဲ့ပဲအတွင်းစိတ်ရှုပ်ထွေးပြီးတော့ခန်းစားချက်ပြင်းထန်တဲ့အမျိုးသမီးတဦးရဲ့ character ကိုပြည်ပြန်စွာနဲ့တယုတ်ဖော်နိုင်ခဲ့ပါတယ်။ အချိန်အတန်ကြာနှုတ်ပညာအလုပ်တွေနဲ့ဝေးကွာနေပေမဲ့ဒီမရဲ့တရုံဆောင်စွမ်းရင်ကတော့အနေငယ်မှာကြာဆင်းသွားခြင်းမရှိပဲပုံမရင်းချက်နဲ့ရှိုင်းလာတာကိုပြည်သက်တွေကအန်အောချီကျူးခဲ့ကြပါတယ်ဒီဇက်ကားရဲ့အောင်မြင်မှုဟာအေးမြတ်သူကိုပြည်သက်ရင်ထဲပြန်လျောက်ရှိစေခဲ့ပြီးတော့အနှုပညာအလုပ်တွေဇာတိုက်ဆိုသလိုလက်ခံရိုက်ကူးလာရတဲ့အထိအောင်မြင်မှုတကားတွေကိုဖွင့်ပေးခဲ့ပါတယ်တရုံဆောင်ပိုင်းမှာအောင်မြင်မှုတွေပြန်ရလာတဲ့အေးမြတ်သူကအခုဆိုရင်တော့ဖက်ရှင်နဲ့မော်ဒယ်လောကဘက်ကိုဝါချေချဝင်ရောက်လာတာကိုတွေ့ရပါတယ် လက်တန်လုံးမှာတော့နာမည်ကျော်ဒီဇိုင်နာရှက်တရာရဲ့ fashion show ပွဲမှာအေးမြတ်သူက runway model တဦးဖြစ်နေပါဝင်လျှောက်လှမ်းခဲ့ပြီးတော့ပွဲတက်ပရိသတ်အားလုံးရဲ့အာရုံကိုဖန်ဆားနိုင်ခဲ့ရပါသူမရဲ့ model တဦးပြီးသားတဲ့အရင်အမောင်းစွဲဆောင်မှုရှိတဲ့မျက်နှာကြားနဲ့ယုံကြည်မှုပြေးဝတဲ့လျှောက်လှမ်းမှုတွေဟာ professional super model တဦးရဲ့အည်သွေးတွေနဲ့ပြည့်စုံနေခဲ့ပါတယ်ဒီ fashion show ပွဲပြီးမှာတော့ social media ပေါ်မှာအေးမြတ်သူရဲ့အလားတရားနဲ့ပတ်သက်တဲ့အခြေကျူးသံတွေဟာညံ့သွားခဲ့ရပါအထူးသဖြင့်တော့သူမရဲ့ရုပ်ရည်ခန္ဓာကိုယ်အချိုးအစားနဲ့ထွက်ပေါ်နေတဲ့ aura တွေကောင် ကဘာကျော်ဘောလီဝုဒ်မင်းသမီးဒီပီကားနဲ့အလွန်တူညီတဲ့လူမှတ်ချက်ပေးနေကြတာဖြစ်ပါတယ်။ဒါကတော့ထူးခြားချက်ပါ။ဒီနိုင်ရှင်မှုဟာရုပ်ရည်ပိုင်းဆိုင်ရာတူညီမှုတသက်တာမကပဲနိုင်ငံတကာအဆင့်မီတဲ့အလားတရားနဲ့ယုံကြည်မှုမျိုးကိုပိုင်ဆိုင်ထားတယ်ဆိုတဲ့အသေးမပြုမှုတစ်ခုလည်းဖြစ်ပါတယ်။အေးမြတ်သူရဲ့ဒီလိုအဖက်ဖက်ကအောင်မြင်မှုတွေရဲ့နောက်ကွယ်မှာသူမရဲ့စိတ်ထားကောင်းမွန်မှုနဲ့ကြိုးစားအားထုတ်မှုတွေရှိနေရလို့အနီးကပ်တီကျွမ်းသူတွေကဆိုပါတယ်။အေးမြတ်သူဟာအသက်၁၈နှစ်အရွယ်မော်ဒယ်လောကကိုစတင်ဝင်ရောက်ခဲ့ချိန်ကလေးကသူမရှာဖွေရရှိလာတဲ့ဝင်ငွေ ေတိုင်းနဲ့မိဘနှစ်ပါးကိုလှုပ်ကြွေးပြုစုခဲ့တဲ့သူဖြစ်ပါတယ်။မြန်မာလူမှုအတန်းဝိုင်းမှာမိဘကိုလှုပ်ကြွေးခြင်းဟာအမောမြန်ဆုံးကုသိုလ်တစ်ခုဖြစ်ပြီးတော့ဒီစိတ်ထားလေးကြောင့်ပဲသူမရဲ့စူးစမ်းမှုတိုင်းမှာကံတရားကအမြဲတမ်းမျက်နှာသာပေးနေသလားလို့တောင်းထင်မှတ်ရပါတယ်။ဒီကုန်းချုံရရင်တော့အေးမြတ်သူဟာတရုတ်ဆောင်တရားနေနဲ့ဒါမှမဟုတ် စူပါဘောရဲ့တရားနေနဲ့ပါအောင်မြင်မှုလမ်းကြောင်းပေါ်ကိုခိုင်ခိုင်မာမာပြန်လည်တက်လှမ်းလာနိုင်ခဲ့ပြီဖြစ်ပါတယ်။ပရိသတ်တွေကလည်းသူမရဲ့အလားတရားကိုသာမကသူမရဲ့မလျှော်သောဇွဲလုံးလာနဲ့မိဘပေါ်တည်တတ်တဲ့စိတ်ထားလေးကိုပါချစ်ခင်အားပေးနေရကြောင်းအင်းမြတ်သူရဲ့ရှေ့ဆက်ရောက်မဲ့အမှုပညာခရီးကပုံမထွန်းလင်းတောက်ပါအောင်ပါပဲဖြစ်ပါတယ်။ပရိသတ်တွေကရောအင်းမြတ်သူကိုအားပေးကြလာဆိုတာပြောခဲ့ပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။